ယ်ပိုင်းဒေတာမှာမငြိမ်မသက်မှုတွေကြောင့်ပြည်တွင်းမှာဇွေဒေါ်လာနဲ့ဆက်သုံးစီစေနှုန်းတွေအမြင့်ပတ်မှာပဲရှိနေနိုင်တယ်လို့စီးပွားရေးလိလာတောင်းတသူတွေကထောက်ပြကြပါတယ်။တွင်းထွက်ပစ္စည်းဖြစ်ကြတဲ့ရေနံနဲ့ဆွေတို့ဟာကမ္ဘာဈေးကွက်ပေါ်မှာမူတည်ကြပြီးကမ္ဘာမှာအသက်ဆေးဖြစ်နေပါကပြည်တွင်းမှာလည်းအသက်ဆေးမှာသာဆက်လက်ရှိနေအောင်မှာဖြစ်တယ်လို့စီးပွားရေးလိလာတောင်းတသူတို့ကပြောပါတယ်။ဒါပေမဲ့ဒေါ်လာကတော့ဆက်ကျင်ဘက်ဖြစ်ပြီးကမ္ဘာမှာဒေါ်လာဈေးကျဆင်းနေပေမဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းအခြေအနေတွေကြောင့် အတက်ဘက်မှာပဲရှိနေနိုင်တယ်လို့သူကအာရခတိုင်းကိုပြောပါတယ်။ဟုတ်ကဲ့။ဒါကဟိုဒီ Yuna Supply ဘယ်လိုအခြေအနေရှိနေလဲ။အဲ့ဒီတော့တကယ်ကြည့်ရအောင်။အဲနောက်ဒေါ်လာနဲ့ရွှေရတော့ရွှေရတော့ဒီကဘာမှာဟိုဒါအဆက်ပဲ။ဖြစ်ဖြစ်တယ်လို့ယင်သူကအာရွှေရွှေဘက်ကိုပြောရအောင်။ဟိုရွှေရတော့ကဘာရွှေပြရအောင်။ဟိုဖြစ်ချင်တော့တက်မှာပဲ။အဲ့ဘောမျိုးကြီးကိုမမပြီးရွှေလေးတွေလိုက်တက်မှာပဲ။အဲဒေါ်လာကျတော့တော့နည်းနည်း ဟောပြောခဲ့တယ်။ဘောင်းဆိုဒေါ်လာတန်ဖိုးကဒီကမ္ဘာကြီးနဲ့ပြောရမယ်ဆိုရင်အမေရိကန်ရဲ့စီးပွားရေးဘယ်လောက်တည်နေရှိနေလဲပေါ့။ဟောအမေရိကန်ကဘယ်လောက်စီးပွားရေးတူတက်မှုရှိနေလဲ။အမေရိကန်ကဒီကိုနိုင်ငံတည်းရဲ့ဟိုဘယ်လောက်ခိုင်မာအောင်လုပ်နိုင်မလဲ။အဲ့ပုံမှာလည်းမကြည့်ပါဘူး။ဟောအခု trend လုပ်နေတဲ့အခြေအနေမျိုးကတော့အမေရိကန်စီးပွားရေးအတိတ်မတည်နေဘူး။မတည်ရင်တော့ဒေါ်လာတန်ဖိုးကသွားမအောင်ကြာနိုင်ရည်ရှိတယ်။ ဘာမှဒေါ်လာတမှုကြလို့ဆိုရင်အဲပုံမှန်ပြောလို့ရတယ်ဒီမနက်ကမှလည်းဒီဒေါ်လာလေးကြာတယ်ပေါ့ဟိုဒေါ်လာတမှုကြာတယ်ဒါပေမဲ့ညီမနေအချိန်ကအဲဒီကမှလည်းအခုပြည်ရင်းအချိန်ကပို့ပြီးရမှုခုလာရညာနေတယ်အခုဆိုရင်ဒီ policy ရတူအင်ဖို့အဲအင်ဖို့ကိုတားထိန်ပါတယ်ဒါရင်းအဲဒေါ်လာလေးကအဲဒီက supply နဲ့ရှိကြလာမတက်ဘူးပေါ့ဟောရင်အင်ဖို့လုပ်နေရတာဘယ်မှဒီဒေါ်လာပေါ်မှာ အဲတိတ်အတဲဆံစိတ်နဲ့လာရတယ်။ဒါပေမဲ့ကွာကြီးအချိန်မရ။အမ်ပြောရလို့ရင်ကဘာအချိန်မရအဲ့ဒေါ်လာကြီးမှာအတော်များများတောင်းဝင်ကြောင်းဝင်ဖြစ်ကြတယ်။လက်ရှိမှာဒေါ်လာစစ်ဟာပြည်မပေါက်စေး4300ကနေ4600ကျပ်ဝန်းကျင်ကျောက်မှာရှိနေပြီးဆွေစည်းဟာကျပ်သိန်း80ဝန်းကျင်မှာရှိနေပါတယ်။လက်ရှိမှာတော့ဒေါ်လာစစ်ကိုစစ်ကောက်စီကတွင်းကုန်တွေအပေါ်တင်းကျပ်ပြီးဈေးမတက်ရေးလောက်ဆောင်နေတာဖြစ်ပါတယ်။ဒါပြင်မှတ်လကုန်ပိုင်းမှာ အရာပြင်းမြင်ကလေးရဲ့နောက်ဆက်တွဲရိုက်ခတ်မှုကိုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ2025-2026ဘဏ္ဍာနှစ်အတွင်း2.5ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်းကမ္ဘာ့ဘဏ်ကကျွန်းလာ12ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ပြည်တွင်းပြည်ပခတွေကြားအင်အားပြင်းကလေးလှုပ်ခတ်ခဲ့တာကြောင့်လာမယ့်နှစ်နှစ်လပိုင်းထိစီးပွားရေးပြန်ပြီးနလန့်ထူနိုင်ဖို့မလွယ်ကူကြောင်းစီးပွားရေးလေ့လာသုံးသပ်တူတူကအရောက်ခတိုင်းကိုပြောပါတယ်။အော်အဲ့ဒါဟိုတနည်းအားဖြင့် ဘောကံကဒီလိုထုတ်ပြန်တာအဲ့ဒီဟာမှာအတော်ပြည့်စုံပါပါဘူးဆိုတော့လက်ရှိပြည်သက်တာရဲ့အဲ့ငလင်ကအဲထပ်ပြီးတော့မလိုရတော့အစည်းအဝေးအချိန်ကြီးတော့အရင်ဘောကံမှားနေတာဒီနှစ်မှာတရားခံတော့တက်မယ်ပေါ့နှစ်ရခံတော့တက်မယ်သူမှန်တာအခုကအဲ့နှစ်ရခံတော့မတက်တဲ့အချိန်ထပ်နောက်တဲ့နှစ်တော့မှ900ရံထပ်ပြီးတော့ကြာမယ်ဆိုတော့မနစ်ကမှန်ထားရတယ်ဩပါဇံပေါ်ပွားဆိုင်ပါဇံတော့ ထကြပါတယ်ပေါ့။ဒါဆိုအဲ့ကမ္ဘာမှာဟောဒီဟာတော့ဟိုပြည်ရဲ့ပြည်လုံးပါလေသူနေတာလားလဲမဆိုပါဘူး။ဒါအဲ့ဒီတိုင်းမှာမှန်ရပါလေ။ဒီဒီပြန်နှုတ်ရပါလေ။ပြန်လာလမ်းသူတော့တိတ်မလဲဘူး။ကမ္ဘာမှာမှန်ထားတာဒီဒီနှစ်ကုန်လို့ရှင်လုပ်ငန်းတွေပြန်ပြီးတော့လက်သတ်နိုင်တဲ့လို့မှန်ထားတယ်။ဒါပေမဲ့အဲ့ဒီဟာလဲဖြစ်နေရတော့နေ။ဘာလို့ဒီပြည်စုံစုသွားတာကြီးပြန်ပြီးတော့ အော်ထည့်နိုင်လို့ပါလို့ဆိုတော့လည်းအတော်ဆုံးအောင်ပါပြီးတော့ထည့်နိုင်တဲ့ထောင်ဝယ်လို့ရကြပါပြီဆိုတော့ဒီနှစ်ကောမဟုတ်ရှင်းနှစ်အဲနှစ်လယ်ပိုင်းတော့အထီးဆောင်ပါနလန်သူ့ကိုတော့ကြိုးစားအောင်မရှိမရှိပါ2021ခုနှစ်ဆရာနာတိတ်မှုနောက်ဆက်တွဲပြိပကကျေပြက်လာမှုနဲ့စီးပွားရေးကျဆင်းမှုတွေကြောင့်ငလင်းတန်မခံရတဲ့မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ရန်ကုန်မှာလူပေါင်း2.8တန်းကျော် စီးရဲမွဲတွေမှုနဲ့ကြုံတွေ့နေရတယ်လို့ကုလသမဂ္ဂဖူပြမှုအစီအစဉ် UNDP ကဂျွန်၃ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်။